မင်္ဂလာပါရှင်ကင်ရောဒီ time သတင်းဌာနရဲ့ April 24ရက်ကျသာဒီနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီနေ့မှာနားဆင်ရမှာကတော့ PNLO ဌာနချုပ်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ရပါတယ်လေပြင်းတိုက်ခိုက်မှုကြောင့်ပုံချောင်းဆစ်ဆောင်စခန်းကတဲအိမ်15လုံးနဲ့ကုထူကုထဆီပေခံပျက်စီးသွားခဲ့ကအရေးပေါ်အကူအညီတွေလိုအပ်နေပါတယ် ဆိုမိုပရီဆိုလီရှာတော်မြို့နယ်မှာចောင်းနေအရွယ်လူငယ်တွေចောင်းထွက်လုံး90ရာခိုင်နှုန်းအထိရှိနေတယ်လို့ဆိုပါတယ်။အထမဆူဆောင်ပြီးရှစ်တန်းပို့ဆောင်ခင်ရတဲ့စစ်ကောင်စီတပ်သားနှစ်ဦးလက်လက်နဲ့အတူ KNDF ခြံဘက်ပြောင်းခွလုံလာခဲ့ပါတယ်။စားတဲ့သတင်းတွေကိုတင်ပြပေးသွားမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်အတွင်းကဗအုပ်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO PNLA ဌာနချုပ်ကို စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တို့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဌာနချုပ်အနီအနာကလူနေအိတ်တချို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဧပြီလ22ရက်နေ့မနေ့8နာရီကနေ17နာရီအထိပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလူအထိခိုက်တော့မရှိဘူးလို့သိရပါတယ်။ဌာနချုပ်အနီကဂျေးရွာထဲ87မမလက်နက်ကြီးတွေဟာဝီဇာလက်နက်ကြီးတွေနဲ့အနည်းဆုံး10ချိန်ပစ်ခတ်ခဲ့တယ်လို့ PNLA ပြောရင်းဆိုခွင့်ရှိသူခေါရင်းရန်ကကန်ဒရာဝတီ time ကိုပြောပါရယ်။ နလင်ကူညီကယ်ဆယ်ရေးအတွက်ဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိရက်ပေါင်း20စစ်ကောင်စီကအပြစ်ရကျင်းညာခဲ့တာပါဒါအပြင်အပြစ်ရဆယ်ရေးကာလကိုလည်းဧပြီလကုန်ထိကိုထပ်မံတက်တန်းသူကျင်းညာထားတာပါပအိုဒေတာတွင်ပြည်သူတွေရင်ဆိုင်နေရတဲ့သဘောဝဘေးအခြေရဲ့အကြောင်းလဲတော်လန်ကြီးဖက်ကအပြစ်ရထားပေမဲ့စစ်ကောင်စီကတော့မကြာခဏတိုက်ခိုက်မှုတွေလှုပ်ဆောင်နေဆဲဖြစ်တယ်လို့ခွန်ရင်းရံကပြောပါတယ် PNLO ဌာနချုပ်ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ30ရက်နေ့မှာလဲစုကောက်စီကလေချောင်းပုံချဲခဲ့တာကြောင့်စီခန်းတလုံးပြက်စီသွားခဲ့ရပါတယ်။ဒီမိုးဆူမြို့နယ်ထဲကပို့ချောင်းဆစ်ဆောင်စခန်းအမှတ်ခွန်မှာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ညနေ4နာရီအချိန်ဘူးသည်ခြံစွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်နေအိမ်15လုံးနဲ့ကိုထူကိုထောက်စီပေခန့်ရဲ့အမှုအကာတွေပြက်စီသွားခဲ့ပါတယ်။ လက်ရှိမှာတော့စစ်ပေးရှောင်တဲ့အိမ်တွေနဲ့ဈေးခန်းကိုပြည်လဲပြင်ဆင်နိုင်ဖို့အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ပုံချောင်းစစ်ဆောင်စခန်းအမှတ်ခွန်မှာတော့ H ပေါင်း164 8ရှိပြီးလူဦးရေ600ကျော်နေထိုင်ကြပါတယ်။အလောင်းသူဧပြီလတတိယအပတ်တုန်းကလည်း Cruise Minute ထဲကဆိုတဲ့စစ်ဆောင်စခန်းမှာလေပြင်းတိုက်ခိုက်မှုကြောင့်စစ်ဆောင်ဈေးပေးခန်းနဲ့တဲအိမ်တချို့ရဲ့အမှုအကာတွေဖြစ်စီခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်တဲ့ဆိုမိုပရီဆိုလီရှာတော်မြို့နယ်မှာကျောင်းနှစ်အရွယ်လူငယ်တွေကျောင်းထွက်နှုန်း90ရာခိုင်နှုန်းအထိရှိနေတယ်လို့ဆိုမိုပရီဆိုလီမြို့နယ်လူငယ်ဥက္ကဋ္ဌကပြောပါရယ်ကိုဗစ်ကပ်ရောဂါကြောင့်ကျောင်းရည်နာထားရာကနေ2023စစ်တပ်အာဏာသိမ်းမှုကြောင့်လည်းကျောင်းပညာရေးကိုဆုံးခန်းပိုင်အောင်မသင်ယူနိုင်ခဲ့ပဲကျောင်းထွက်နှုန်းတွေများလာတယ်လို့ဆိုပါရယ်ရှာတော်မြို့တိုင်းတိုက်ပွဲအပြီးစာသင်ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်တင်ကြားပေးတာရှိပေမဲ့ အထက်တန်းကျောင်းတောင်တောင်ဖွင့်လှစ်နိုင်ပါသေးတယ်။အခြေခံပညာရေးပြီးမြောက်သွားတဲ့လူငယ်တွေအတွက်လည်းအစမြင့်ပညာရေးကျောင်းတွေဖွင့်လှစ်တင်ကြားပေးနိုင်တာမရှိသေးပါဘူး။ပရီနီပြည်ချားကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ Somo Presole Shadow မြို့နယ်မြို့နယ်ပညာရေးမှုရဲ့အဆိုအရမူလတန်းကနေအလဲတန်းကိုတက်ရောက်မဲ့ကျောင်းသားတွေနဲ့အထက်တန်းကျောင်းကိုတက်ရောက်မဲ့ကျောင်းသားတွေဟာကျောင်းထွက်လို့ပိုများတယ်လို့ပြောပါရယ်။လမ်းပန်းဆက်တွေ့ရေးခက်ခဲတယ်လို့စာဝန်ကြီးနဲ့ အခြေခံလိုအပ်ချက်တွေကများနေတာကြောင့်ပညာရေးကိုဆက်လက်သင်ယူနိုင်ဖို့အခက်အခဲရှိနေကြတာပါဆိုမိုပရီဆိုလီရှာဒိုမြို့နယ်မှာတော့စာသင်ကျောင်းပေါင်း26ကျောင်းဖွင့်လှစ်ထားပြီးကျောင်းသူကျောင်းသားစုစုပေါင်း1500ကျော်ရှိကဆရာဆရာမ150နီးပါးနဲ့သင်ကြားပေးနေတယ်လို့သိရပါတယ်စမှုထံအဖြစ်အသင်းအဓမ္မစုဆောင်ခံရပြီးရှစ်သန်းမြေပြင်ကိုပို့ဆောင်ခံခဲ့ရတဲ့ပြည်သူစမှုထံတသားနှုတ်ဟာလက်နက်နဲ့အတူ ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ခြံဘက်ပြောင်းခွလုံလာတယ်လို့မနေ့ကဧပြီလ23ရက်နေ့မှာ KNDF ကထုတ်ပြန်ပါတယ်။ဘက်ပြောင်းခွလုံလာတူနူဦးဟာ MA1 တလက် MA2 တလက်နဲ့အတူဧပြီလ20ရက်နေ့မှာဘက်ပြောင်းဝင်ရောက်လာခဲ့တာပါ။အဲ့ဒီသက်သားနူဦးဟာစစ်ကောင်စီရဲ့အရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်နေမြေမှာရှိတဲ့စစ်စီရေးကုတ်ကဲမှုဌာနချုပ်နေလက်အောက်ခံခလာရကိုတက်ရင်ကဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းသီးတန်းအပတ်စဉ်ခုနှစ်မှာစစ်သည်တန်းပြီးမြောက်ခဲ့တာဖြစ်ပြီးဒီမိုဆိုမြို့နယ်အတွင်းကရှစ်တန်းစစ်မြေပြင်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပြောထားပါတယ်။လက်နက်နဲ့အတူဖက်ပြောင်းခလုံးလာတဲ့တပ်သားအုပ်ကတော့စုကြီးငွေပေးအပ်ခဲ့ပြီးကောင်းမှုလုံခြုံစွာထားရှိထားတယ်လို့ပြောပါတယ်။ကင်ဒရဝတီထမ်းမြေညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအန္တရာယ်အပေါင်းကကေဝင်းကြပါစေရှင်။ကျမမွန်ညားမှာပါ။